Hello မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရရှင်ကဲဘာတွေလုပ်နေကြဘာတွေလုပ်နေကြပါလဲလို့ဒီနေ့ရတော့လေနည်းနည်းလေးထုံးစံအတိုင်းပေါ့နော်ထုံးစံအတိုင်းပြောစရာလေးနည်းနည်းပါပြောမယ်ပြီးလို့ရှင်ရအခုပေါ့ line ပေါ်မှာထုတ် ဆုံးစံအတိုင်းပဲလေဟော့နေတာလေးသတင်းလေးတွေပြောကြတာပေါ့နော်ဒေါအောင်မတို့ဒီနေ့ပြောစရာစကားလေးတွေကနိုင်ငံကြီးလဲပါရင်ပါမှာပေါ့နော်ခဏနေပါဒီမှာဒီမှာပလေးဒီနေ့ကတော့အတုနဲ့အစ်စ်ဆိုတဲ့အကြောင်းလေးပြောမသိလားတခါကြားလို့ရှိရင်လဲနေနော်ကိုနိုင်ငံရဲ့သတင်းတွေကိုဖတ်လို့ရှိရင်စိတ်စိတ်ဆင်းရရတယ်နော် ဒါပေမဲ့တချို့လူတွေကိုကျမကဒီနေ့ဘာပြောချင်တာလဲဆိုတော့လေတချို့အရာတွေမှာကျမတို့ကကိုဖြစ်ချင်တဲ့ပုံစံကိုလွတ်လို့မရတော့ဘူးဟုတ်လားတပားသူကိုလည်းကိုကနားလဲပေးရတော့မှာပေါ့နော်ဒီနေ့မှာဒီနေ့ကဟိုအုံးစီလူထားတယ်လူထားမယ်ဒီနေ့ရန်တင်မသိလားရာသီဥတော်ကတော့ထုံးစံအတိုင်းမှာပဲရှင်ဒီမှာကတော့ကဲပြီးတော့ရှင်မှာကြွားလိုက်ပါဦးမယ်ဒီနေ့ကျမရဲ့ဒီ ဒီသူတို့ပြောတာဗာလဲဒါဒီဥစ္စာဒီနှင်းစီပန်းပေါ့နော်ဒီနှင်းစီပန်းဗာလက်ဖက်နှင်းစီလို့ခေါ်တယ်သိလားမပွင့်နိုင်ဘူးကွယ်ကျမသူ့ပွင့်မှုစောင့်နေတာလေနှစ်ပေါင်းမနေတော့ပြောရင်လည်းမကောင်းတော့ဘူးဝယ်ထားတာຫນွေရာသီတွေဝယ်ထားတာအဲ့အပွင့်ပွင့်မှုအတွက်ကိုလေစိတ်ရှည်လက်ရှည်နဲ့စောင့်နေရတာကျန်တဲ့နေပိမ့်ပင်နေရတာအပွင့်နေပွင့်သေးတယ်ဒီမှာဒီမှာသူကမပွင့်လာဘူးတော့တော်တော်စောင့်ရွာတယ်သိလား မဒါလေးတဲ့ဒီနေအခုပေါ့နော်စောက်တယ်ဆိုလို့ရှင်အပင်တွေကသိပ်ပြီးတော့မတန်ဘူးပြောရမှာပေါ့နော်ဒီဒီနောက်ဒီနေ့ဘာဝယ်ထားလဲသိလားမပြလိုက်မယ်ကြွားလိုက်မယ်ကြွားလိုက်မယ်ဒီနေ့ကျွန်မဘာချက်မလဲသိလားဟဲဟဲငါသလောက်ပေါင်းမယ်ရှင်ငါသလောက်ပေါင်းမယ်အဲ့ဒီငါသလောက်ကိုစားကျင်တာဖေတော့မသိလားငါသလောက်ပေါင်းမယ်ဆိုတော့ငါသလောက်ကိုဝယ်ထားပါလေအဲ့ဒီငါသလောက်အဲ့ဒီငါသလောက်တကောင်ကလည်းလေးသလားတော်တော်ဈေးကြီးတာသိလား စားကျင်လို့လာဝဲရတာငငတလောက်ကိုမြန်မာပြည်ပြန်တော့မှဆိုလည်းမစားအောင်မဲဆောက်မှဆိုတော့လည်းမစားအောင်အခုဒီရောက်တော့လဲပေါ့နော်ငငတလောက်ဆိုတော့ဝေးမဝေးဆိုဒီနေ့တော့ငငတလောက်လေးပေါင်းမယ်ပေါ့နော်ငငတလောက်ပေါင်းမယ်ပြီးလို့ရှိရင်အခုကဒီမှာတော့မင်းနဲ့တိုင်မရသေးဘူးတော့မောင်မောင်မောင်မအခုနေ့လဲ7နာရီထိုးတော့မကြည့်အဲ့လိုပြအမှောင်အပေါင်တူကဒီမှာလေအဲ့ဒီ ဒီစောင်းရသည်ဆိုလို့ရှင်အရန်တွေခံနိုင်ရှိအောင်စ조사ရတယ်။ဘာကြောင့်လဲဆိုတော့เนาะနေမရလို့ရှင်မလွယ်ဘူးပေါ့เนาะချိပါငါစပင်းလေးဖြူနေပြီးတော့ဒီနေ့အတုနဲ့အစေ့ဆိုတဲ့အကြောင်းလေးပြောပြခြင်းနဲ့သိလား။အဲ့လိုပြောပြရဲဆိုတာလေဟိုအန်ဒီပြောလိုက်လို့ပေါ့เนาะအန်ဒီပြောလို့ပေါ့စကလုံးတစ်လုံးနှလုံးတော့ပေါ့ဝင်သွားတယ်ဆိုတော့အန်ဒီရန်ကျင်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အန်တို့ကလောကမှာအတုနဲ့အစေ့ကလေးသိလား။ခွဲရတာတကယ်တမ်းကြတော့ ဟိုလူလူအတုစစ်ခွဲရတိုက်တော့မလဲဘူးသူလားလူပစ္စည်းပစ္စည်းပေါ့နော်ဟိုဥပမာပေးမယ်ကွာအန်တီရဲ့ဒီပေါ့ဒီဖိုတိုမော်ဒယ်ဒီလိုမျိုးတွေမှာအနေချိုက်ဆုံးတော့အခုခေတ်ပေါ့နော်နာမည်အကျဉ်းကြီးနေတဲ့ဒီ Prada Gucci တကယ် brand တွေပြောတာပေါ့နော်ဒီ brand တွေဆိုတာကိုအနာကလုံးမရဲဘူးလား ဟာရေးလဲဆေးကြည့်တာတိလာနော်ဒီ brand နေဆိုလို့ရှင်တစ်ထက်ထက်မနေဘူးနော် brand အဲ့လို80ပါဆိုလို့ရှင်ပေါ့နော်အခုကွာ andy ဝယ်ထားတာ sweater တစ်ခုရှိတယ်ဒီဒီမှာအခုအရန်နာမည်အခုကဒီမှာဆိုအရန်ဝင်နေကြတယ် teddy teddy ဟိုအနှွေးတယ်လေးတွေဟိုတိုးမွေးပုံစံပေါ့နော်အဲ့လိုမျိုးအနှွေးတယ်လေးတွေပေါ့နော်အဲ့ဒါက original ကတကက် acid တွေရှိရယ်နော်တကက် acid တထဲကိုဟိုအန်ဒရွန်ဝင်နေပြောလိုက်မှာကွာ အဲ့အစစ်တထဲဆိုမနေ့ကတော့ကြည်တာနော်အစစ်တထဲဆိုလို့ရှိရင်အကောင်းစားပေါ့နော်တထဲဆိုလို့ရှိရင်2000နီးရှိတယ်အနုံ2000ရှိတယ်ဒါပေမဲ့ကိုကကြိုက်တဲ့ခါကျတော့နွေးတော်ရဲနွေးတာပဲပေါ့ဒါပေမဲ့ကိုကဒီတရုတ်ပြည်ကအခုထီမူးဆိုတာသိပါပါထီမူးဆိုတာဒါကကွန်ပဏီတရုတ်ကလာတဲ့ကွန်ပဏီပေါ့နော်အဲ့ဒါအရန်စေးချိုတယ်သူကပို့ကမပေးရအောင်အဲ့ဒီကနေမှတရား30ပဲရှိတယ်ဒါပေမဲ့ပစ္စည်းအရေးအသွေးကအရန်ကွာတယ်ဒါဘာလို့ဆိုတော့ဒီ brand နဲ့အတုနဲ့အစစ်လေး ဟိုကတရုတ်က China ကသူကအတုအတုဆာ quality ကညံ့တာပေါ့နော်ပြောရမယ်ဆိုရင်ဟိုအသားရည်တွေမကောင်းဘူးအေးနောက်တစ်ခုကျတော့ဟိုပြော့စီချော်ပြီးသွားလို့ရှင်လဲကွာတိတ်အဆင်မပြေဘူးလေနော်တကယ် brand တွေအစ်စ်တွေကြတော့သူတို့ကပစ္စည်းကသုံးလိုက်တာနဲ့သူကသိရတယ်နော်ဒီအသားအရည်ရအစဒါမဲ့လဲ တူတန်တန်ဟာဘောဟုတ်တယ်မလားဒီဒီပစ္စည်းကောင်းကောင်းလေးတွေလိုချင်နေဆိုလို့ရှင်တော့ကိုကတော့ဈေးတော့ကြီးကြီးပေးရတာပေါ့2000နန်းကို100နဲ့ရတယ်ဆိုတော့လေကဲငါမထူးတော့ပါငါငါခန္ဓာကိုငါလဲဟိုဖိုတိုမော်ဒယ်မဟုတ်တော့ဟိုဝစ်ချင်လို့ဝစ်လိုက်ပေါ့ကွာအဲ့လိုပေါ့နော်ဒါပေမဲ့ quality ချက်အရန်กว่าတယ် quality မှာအရန်กว่าတယ်ဒီ brand တွေကပြီးတော့ဒီပေါ့ဒါပြောင်းမို့လဲအခုတချို့ဆိုလို့ရှင်ဒီ brand တွေပါဆိုသူတို့ live ဖန်းတာပေါ့နော်သူတို့ဟိုပုစာပေါ့ဒါပေမဲ့ပြောချင်တာကအစ်စ် ကိုထုတ်တဲ့သူတွေက သူတို့ရဲ့ပစ္စည်းကဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင်သူတို့ဒီအစစ် original ဆိုလို့ရှိရင်တကယ် original စိုင်းနေမှာစိုင်းကြီးကြီးတွေမှာเนาะအဲဟိုလိုပေါ့ဒီမှန်မှန်လုံးမှန်လုံးစပေါ့အစဦးထဲမှာလှလှပပလေးထည့်ထားခါကျတော့သူတို့ရဲ့ brand ပစ္စည်းတွေတခါတည်းဒီမတန်ဖိုးချစ်ဆောင်ကိုကိုကမြင်နေရတာရိုးသားသားစာမန်လူဝယ်တဲ့ပစ္စည်းကြတော့ ဒီဆိုသူတို့လိုအဲ့လိုမျိုးဟို show showcase တဲ့မှာထည့်လို့မရဘူးဟုတ်တယ်ဟုတ်အဲကိုကကို online နေမှာလိုက်မယ်ပြီးလို့ရှင်ရင်းတစ်ခါတော့ငါ show လို့ကောင်းကျင်လည်းကောင်းမယ်မကောင်းကျင်လည်းမကောင်းပေါ့နော်ပြောကျင်တာဘာလဲဆိုတော့ဒါမဲ့အန်ဒီပြောကျင်တဲ့အတိတ်ကအတုနဲ့အစစ်မှာပစ္စည်းမှာဟိုအတုလေကိုကိုကိုစိတ်ကြိုက်တိုင်းဖြစ်လို့ရှိလဲကြီးကောင်းတာပဲအစစ်ကြပဲ ကိုစိတ်သက်သာပြုရှင်ကြည်ကောင်းတာပဲအခု loss မှာအန်ဒီကအရန်ကို crazy ဖြစ်နေတာကအဲ Victoria Beckman ရဲ့ဒီသူရဲ့ protect ရန်သဘောကျသေးတာသူကအန်ဒီရဲ့ဟိုပေါ့နော်ဘလော့ခေါ်မလဲအန်ဒီသူအရန်ကြိုက်တာဟုတ်သူတို့လင်မြန်းနောက်ကအန်ဒီရန်ကြိုက်တဲ့ခါကျတော့သူတို့ရဲ့ဒီသူရဲ့ documentary ကိုချိပြီးခရေရသူရဲ့ဒီ brand စီးရအကုန်လုံးအန်ဒီကြည်ရပေါ့နော်ဒီ online ကြည်ရ make up တဘူးနော် make up တဘူးတော့မတရားကိုတထောင်ရှိရရိုးရိုး foundation လေးနော် အခု NGO ဝယ်တဲ့ UU Foundation တကူဆိုလို့ရှင် L'Oreal တို့ဘာလို့ဆိုလို့ရှင်ဒီ Foundation Make Foundation တကူဆိုလို့ရှင်အဲ200ကျော်300ပေါ့နော်ဒါမှသူတို့ကြတော့ပစ္စည်းကြတော့တကယ် brand တွေကြတော့တဘူးကိုပဲထောင်ချီပေးရတာရှိတယ်သူလားထောင်ချီပေးရတာရှိပါတယ်ဘာကြောင့်ဆိုသူတို့ကကြတော့သူတို့ရဲ့ဒီပေါ့သူရဲ့နာမည်ကိုသူယူလာတယ်နော်ဒီ Victoria Beckman အဲ Beckman ရဲ့ဒီ Angie တို့ဒီ Osa ဟို Angie ဆိုအနားတော့မကပ်ရဲဘူးတချို့ တချို့ပေါ့ handbag 8တည်းဆိုလို့ရှိရင်ဒီရောင်ငွေနဲ့ဆိုတောင်းကြော်အောင်ရှိတယ်။တောင်းကြော်ရှိသလား။ဒီခါလေကြာလို့ရှိရင်အောင်ဝေချင်ပေါ့နော်။တလူငါတနေ့တနေ့ကြာတော့ငါဝဲဘူးပေါ့။ဒါပေမဲ့အန်ဒီကိုတိုင်းကလည်းဒီ brand တွေကိုလုံးဝမချိုက်ဘူး။ဒါပုပ္ပမချိုက်ဘူးဆိုတာထည့်လေ။ကြိုက်တယ်ကြိုက်မယ်။အဲ့လောက်ကြီးလေးကို crazy မဖြစ်ပါဘူး။ brand တွေကိုတော့ဟုတ်ပေါ့။လှတာပစ္စည်းရ quality ကောင်းတာပေါ့။အန်ဒီမျိုးသားဆိုလို့ရှိရင် तू ကတော့အမြဲတမ်းဟို brand နဲ့သူဝယ်တာများတယ်ဝယ်ပြီးလို့ရှိရင်အကြာကြီးခံတယ်ဆိုသူကဝယ်တာများမဲ့အချိန်တန်ကြောက်လဲ short တာနဲ့ဖွတ်တာနဲ့ဟို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 အချိန်ကြာကြီးတော့ခံတယ်ဆိုပေမဲ့လဲဟိုအန်ဒီကတော့ဘလို့ကောင်းလဲ brand တော့မဝယ်ဘူးအဲကိုနဲ့ချီကောင်းတယ်ဆိုလို့ရှိရင်တော့ကိုဝယ်လိုက်တာပဲပြီးလို့ရှိရင်တော့ကိုနဲ့လိုက်တယ်ဆိုပြီးတာပဲပေါ့နော်အဲ့လောက်ဒီဟိုဟာဟိုကိုလဲမင်းသမီးမဟုတ်တဲ့အတွက်ကြောင့်အဲ့လိုပေါ့ပစ္စည်းအတုလဲအကြောင်းမဟုတ်ဘူးပေါ့မဲ့ကွာတော့ချက် quality မှာအရင်ကွာသွားတယ်သိလား ဒါပေမဲ့လူပစ္စည်းတစ်ခုကိုကြတော့ကိုကအတုနဲ့အစစ်ကိုကိုကခွဲလို့ရခြင်းရမယ်လူရဲ့လူတယောက်ရဲ့စိတ်တက်ကိုတော့ကိုခွဲလို့မရအောင်နော် ကျန်တဲ့ပစ္စည်းတွေမှာကတော့ဒါတော့ဒါဒီလူကအတူလားအစ်စ်လားခွဲလို့ရမယ်လူတယောက်ကိုပေါင်းတဲ့အခါမှာဒီလူကငါ့ရဲ့မိတ်ဆွေအစ်စ်လားမိတ်ဆွေအတူလားဆိုတော့လူတယောက်ကိုပဲလူတွေကိုမှကိုကခွဲချလို့မရအောင်တိလားလူတွေရဲ့စိတ်တကြခါကြလို့ရှိရင်အထဲမှာကောင်းခြင်းလည်းကောင်းမယ်မကောင်းခြင်းလည်းမကောင်းဘူးလူဆိုတာကတော့ကိုနဲ့ဟိုပေါ့ကို့ပေါ်မှာကောင်းလားမကောင်းလားဆိုတာကတော့ သူနဲ့ကိုယ်နဲ့ပေါင်းကြည့်မှကိုသိရတာလေနော်သူရဲ့စိတ်တက်ကဘလို့ရှိလဲသူကကိုယ့်ပေါ်မှာဟိုဘလို့ပုံစံနဲ့ကိုသူကိုယ်ကနာလဲပစ္စည်းတစ်စီရတာကိုစစ်ကိုခွဲလို့ရမှာဖြစ်ပေမဲ့လူတွေရဲ့စိတ်တက်ကိုတော့သူစစ်ကိုခွဲလို့မရဘူးပေါ့နော်အဲ့ဒါလေးတခုတော့သိစေချင်တယ်ဒါကြောင့်လို့မနေ့ကဆိုလို့ရှိရင်အခုပေါ့အန်ဒီပြောရေမွေးပေါ့ရေမွေးဆိုလို့ရှိရင်လည်းအန်ဒီက အဲ့လောက်ထိကို crazy ပဲဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုအနက်တင်းတင်းလေးဆိုရင်သဘောကျတယ်။ဘာကြောင့်ဆိုအန်ဒီကတချို့တွေကအရင်အနှံ့ပြင်းနေရှင်မခံနိုင်အန်ဒီကလိုမျိုးအရင်မွေးအနှံ့နေပြင်းနေဆိုရင်အမဂလူရောင်ကောင်းမှုလာပေါ့နော်ဒါပေမဲ့အခုအန်ဒီတုံးတဲ့ဒီ DKN လေးဆိုအရင်ကောင်းတယ်တင်းတင်းလေးနဲ့အရင်လည်းကောင်းတယ်ကြိုက်လည်းကြိုက်တယ်ပြီးတော့နေလည်းစွမိတယ်ဒီတော့အန်ဒီရေမွေးဆိုအရင်ကစိကုတ်တာဟိုမစွဖူးပေါ့နော်နှမျောလို့ပတ်စံအရင်ကုန်ဒါပေမဲ့အဲ့ရေမွေးကျတော့မနေနိုင်ဘူးစွမိတာပေါ့နော်တခုတချို့အရာတွေကျတော့လေဟိုပေါ့ဒီအတုတွေက အတုနေရာမှာပဲထားလို့ရတာပေါ့နော်ဟုတ်တယ်မလားပစ္စည်းအစစ်အမှန်အကောင်းနဲ့ကြတော့သူတို့ရဲ့ဒီပေါ့အနေလို့မနေရဆိုလို့ရှင်မြို့ရဲခဏသွားမြို့ရဲသွားတဲ့ခါမှာအန်ဒီအခုပေါ့အဲဒီပေါ့ဒီအစအုံးအစပေါ့ shopping market တွေမှာသွားကြည့်တာပေါ့တကယ်တချို့ shopping market တွေဆိုလို့ရှင်တော့တကယ်ပစ္စည်းတွေက brand တွေဆိုတော့ သူတို့ရဲ့ decoration ထားတာစာပစ္စည်းတွေထားတာပေါ့နော်ဒီဆိုင်မလည်းအကြီးကြီးပေါ့နော်ဟာတတတတနေတာဟိုဥစားဆိုင်ရှင်တွေကလည်းဝယ်လာဝယ်သူလာလို့ရှင်တတိချက်စကားပြောစိတ်ရှိလက်ရှိပြရတယ်အဲ့လိုမျိုးပေါ့နော်အဲပြီးတော့ပစ္စည်းကြလည်းကားလိုက်တယ်လေဟိုတချို့ပေါ့ jacket တွေဆိုလို့ရှင်လေရန်နဲ့လှကားနဲ့အသားလေးကနုညံ့တာပဲပေါ့နော်ကိုပစ္စည်းနဲ့တော့မတူဘူးပေါ့ကိုကကိုဝယ်တဲ့တရုတ်ပြည်ကဟာရင်တော့မတူဘူးပေါ့နော်ဒါပေမဲ့တရုတ်ပြည်ဟာကြတော့ ဈေးပေါ်တယ်ဈေးပေါ်ပေမဲ့လည်း तू तू လူတန်းစားတရက်တော့ဝင်နိုင်တာပေါ့နော်အဲအဲ့လိုမျိုးပေါ့နော် တကယ်တကယ် brand တွေကြတော့လေကိုကအနာကလုံးမရဘူးဒီ brand တွေကြတော့လေတကယ်ပတ်စံရှိတဲ့သူတွေကြတော့လေဟိုမင်းသမီးတွေကြတော့လေကွာသူတို့သူတို့အချင်းချင်းဟာနေကဘာအိတ်ကဲငါ Gucci ကိုင်နေအေးငါလာငါ Prada ကိုင်နေအေးငါ Louis Vuitton ကိုင်နေအဲ့လိုမျိုးပေါ့နော်သူတို့သူတို့ဟိုကိုင်ကြမယ်အမအန်ဒီစိတ်ထဲမှာတော့အတူလဲလှရင်လှနေတာပါပဲဝတ်တဲ့သူပုံမှာပဲမူတီပါလေလို့ ဟိုအနည်းဆိုင်မှာတော့ဘသူဘလို့ဝစ်လဲကွစ်တဲ့သူပုံမှာပဲမူတီတယ်တုံးတဲ့သူပုံမှာမူတီတာပေါ့နော်ပြောချင်တာကဒီ brand တစ်ခုကိုဒီပစ္စည်းတစ်ခုကိုတတ်ရိုးရိုးတာမန်လူတယောက်ဝယ်ဝတ်ထားလို့ရှင်ရထားလို့ရှင်လဲဒါ brand နာမ brand နာကိုမသိဘူးလေနော်အဲမင်းသမီးတွေဆိုရင်တော့မအော်ဒါတော့ဟောရှင်လဲဟုတ်မှာပေါ့နော်ကိုရီးယားတော့မကြည့်တတ်တော့မသိဘူးလေနော်အဲ့လောက်အဲ့လောက်ထိတော့လဲဟိုဟို အန်ဒီတချို့လေဆိုအနည်းအသီးလေဆိုလို့ရှိရင်တကယ်ရန် crazy ဖြစ်တာအန်ဒီတငယ်ချင်းတယောက်ဆိုလို့ရှိရင်သူဝတ်တဲ့အဝတ်စားရဆိုလို့ရှိရင် brand နေပဲကိုချီဆိုလို့ရှိရင်လည်းအဲ့ဆိုလို့ရှိရင်အဲ့အဲ့သတိလေးပတ်ဆိုင်သတိအဲ့လုံးဆိုဒီရောက်နေ3000ရှိတယ်။ဘာနဲ့ဆိုလို့1000ကျော်ပဲဝယ်တာပဲ။ तू ကြတော့ဘယ်လိုခေါ်မလဲ။ तू က crazy ကိုဒါသူ့ရဲ့အကြိုက်ပေါ့နော်။လူတယောက်ချင်းစီမှာအကြိုက်ချင်းမတွေ့တဲ့ကြောင်းအဲ့ဒါအပြစ်ပြောလို့မရပါဘူး။ဒါပေမဲ့အရေးကြီးတာကပစ္စည်းအတုနဲ့အစစ်ကိုတော့ခွဲလို့ရပါပဲ။လူရဲ့ ပေါင်းသင်းမိတ်ဆွေထားတဲ့ခါမှာအတုစစ်ကိုခွဲလို့မရအောင်เนาะအဲ့ဒါအလုံးသိကြမှာပါ။ဘာကြောင့်လဲဆိုတော့လူတွေမှာအခုเนาะအခုပါလဲအခုဟိုစာ YouTube မှာတက်လာတာပေါ့เนาะထုံးစံအတိုင်းပဲပေါ့ဒါကတော့အခုလောလောဆယ်ပြောမှာတော့နိုင်ငံရေးအကြောင်းပါသွားလိမ့်မယ်เนาะ။ပါလဲအခုပြောတာပေါ့လူတွေကပါလဲအခုမင်းသားပေါ့เนาะဒီဒီဒီမင်းသားတွေ နိုင်ငံရေးဟိုစကားစပကယုရှင်ကားတွေရိုက်တယ်ဆိုပြီးတော့သူတို့အပြစ်တင်ကြတဲ့သူတွေရှိတယ်သူတို့ကိုပြောတဲ့လူတွေရှိတယ်အရင်တုန်းကတော့အဲသူတို့တွေဒီအရင်တုန်းကသူတို့တွေကတော့ပေါ့နော်ဒီလက်သုံးချောင်းထောင်ခဲ့တာတွေပေါ့နော်အခုကျတော့အဲပါသွားပြီလားပေါ့ဆိုတော့ကျမတခုပြောပြမယ်တိလားရှင်တို့တွေအားရနေအဲဒီပိနေခုပြောလိုက်မယ်အားရပပီ blame နေကြနဲ့လူတိုင်းမှာသူ့ရွေးချယ်မှုနဲ့သူရှိတယ် လူတိုင်းကဘသူမှရှင်တို့ကိုသွားပြီးတော့ဒါလုတ်ပါဒါလုတ်ပါဒါလုတ်ပါလို့မပြောဘူးဒါပေမဲ့တချို့သူတွေကြတော့လေသူတို့မှာမဖြစ်မချစ်တော့လဲအောက်ငါနန်းတာလူလူတိုင်းကတော့ရှင်တို့ရဲ့အတွင်းစိတ်ကိုရှင်တို့ပဲသိမှာဘသူမှမသိဘူးကျမရဲ့အတွင်းစိတ်ကဖြူလားမဲလားကြိုက်လားမကြိုက်ဘူးလားကျမပဲသိတယ်ဟုတ်တယ်ဟုတ်အခုကျမကျမဘိုက်အောင်လားနားလားဘိုက်စားလားဘသူမသိဘူးဒီလိုပဲသူတို့ရဲ့ စိတ်ခံစားချက်ရွေးချယ်မှုဘာကြောင့်လဲဆိုတာအဲ့ရဲ့အဖြေသူတို့ပဲသိတယ်ကိုမသိရအောင်အဲ့ဒါကြောင့်မလို့သူတို့ကိုတွားပြီးတော့ရှင်တို့ blame မနေကြနဲ့เนาะဘာဒါတခုတော့ရှိတာပေါ့လူတွေအကြောင်းဘာသိသွားလဲဆိုတော့တချို့တွေကလည်းဟောပေါ့ကောင်းတဲ့အချိန်လေးမှာတော့ဟိုနားလေးပြေကက်ကြတယ်အဲ့ဒါပါလေအတုတွေပေါ့နော်အတုရောင်သမားတွေပေါ့နော်ဒါကြောင့်လို့ဒီမှာဖြစ်သွားတယ်ပစ္စည်းအတုအစစ်က တော့အเจ้าမဟုတ်ပေမဲ့လေဟိုလူတွေရဲ့အတုအစစ်ကခွဲရတာရန်ခတ်ပါတယ်လူအတုအတုအစစ်ကိုမှားပြီးပေါင်းပြီးလို့ရှင်ဘဝမှာသွားတာပဲเนาะဘဝတစ်ခုလုံးကိုလိုသင်ငယ်ချင်းအမိတ်ဆွေပေါင်းတင်มาလဲအတုရောင်ရှိမယ်ကို့ဘောမှာဟိုလူချင်းနဲ့စိတ်နှကိုခင်မင်းနဲ့သူရှိမယ်ကို့စီကလူချင်းနဲ့စိတ်တစ်ခုတည်းနဲ့ပေါင်းတင်တဲ့အပေါင်းတင်လည်းရှိမယ်ကို့ရဲ့နောက်ကျောဓာတ်နဲ့ထိုးတဲ့အပေါင်းတင်လည်းချင်းရှိမယ်ကို့ရှေ့မှာတမျိုးပြောမယ်နောက်ကွယ်မှာကို့ကို့ရှေ့မှာရဟီဟီဟီလို့ပြောကို့နောက်ကွယ်မှာ တော့နောက်ဆုံးဒါနဲ့တွေ့လို့ရှိရင်ရှိမယ်ပြောလို့မရဘူးလေနော်ဒါလူတိုင်းမှာဟိုသူတို့ရဲ့ train set ကသူတို့ပဲသိမယ်နော်ဒါပေမဲ့ losses မှာတော့ကျွန်မတို့အဖြစ်တင်လားဆိုတော့ဘာမှလှုပ်ရှားမှုရှိဘူးလေသူတို့လည်းသူတို့မှာမတက်နိုင်လို့မလှုပ်တာမဝင်တာတော့ရှင်တို့လည်းအဲထဲထဲမှာနေကြည့်ကြပါလားရှင်တို့မြန်မာပြည်ထဲမှာပေါင်းနေကြပေါ့နေရှိုးတိမှာပဲလေမလှုပ်တာမဝင်တာဖြစ်ချင်းလည်းဖြစ်မယ်ပြောလို့လည်းမရဘူးပေါ့နော်ဆိုတော့ကျွန်မတို့သူများတွေကမ blame တော့နဲ့ပါကြောင့်လဲဆိုတော့ကျွန်မလည်းသူများဟို မတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့အရာတခုခုကွာကျမဆိုရင်မပြီးပြန်ကျင်လာကျမပါကျပြန်ကျင်ပြန်မယ်ပြန်ကျင်မပြန်ကျမဘာမှပြဿနာမရှိထားဘူးဆိုတော့ဒါပေမဲ့ကျမပါကျမကျမစိတ်ပဲเนาะပြန်ကျင်နဲ့ကျမစိတ်ပဲမပြန်ကျင်နဲ့ကျမစိတ်ပဲဒီလိုပဲအမှုပညာရှင်တိုင်းမှာလည်းသူတို့လှုပ်ရှင်နေဆိုလို့ရှိရင်သူတို့စိတ်ပဲเนาะဒါပေမဲ့တခုရှိတာကတော့ဘလို့ common လဲဆိုတော့သူတို့ဘလောက်ကြီးပဲအရင်တော့လက်သုံးချောင်းထောင်ခဲ့ထောင်ခဲ့အခုချိန်မှာသူတို့ဟိုဘက်ကိုဘက်ကူကူဒီဘက်ကိုဘက်ကူကူ ဓာတ်တူရဲ့ရွေးချယ်ပိုင်ခွင့်ဟုတ်တယ်ဟုတ်အခုချိန်မှာအကုန်လုံးကတော့ဟိုအနေချောင်းဖို့အရေးကြီးတယ်နော် အနေမချောင်းလို့ရှင်လည်းမလွဲဆိုရှင်တို့တွေကသူများတကာရဲ့အခက်အခဲကိုလည်းရှုသိခြင်းမသိမှာအတချို့လော်ဘီတွေတော့သိမလားဟာမင်းတို့ကွာတိုင်းပြည်အတွက်မင်းတို့ကအေးဟာအလုပ်လုပ်နေတာမင်းတို့ချစ်ပါတယ်ဟပ်ပါတယ်မင်းတို့ဘလောက်ပဲတိုင်းပြည်အတွက်လှုပ်လှုပ်ဟိုဘုသူတပဲလှုပ်လှုပ်ဒါပေမဲ့ရှင်တို့သိရမှာကရှင်တို့တိုင်းပြည်ကအခုချိန်မှာဟိုသူ့အတူဖြစ်နေကြတာ ကောင်းစားလူအရန်ကောင်းစားသွားတယ်မကောင်းစားသူမကောင်းစားတပူရမားတွေအရန်များသွားပဲဒါဒါကတော့ဖြစ်သွားပြီဟိုဒီမိုကရေစီဆိုတာကလူတိုင်းနဲ့လည်းမတန်ဘူးเนาะဒီမိုကရေစီဆိုတာလူတိုင်းနဲ့လည်းမတန်သလိုလူတိုင်းတွေလည်းဒီမိုကရေစီမဟုတ်ဘူးเนาะဒါဒါကတော့ကျွန်တော်တို့သင်ခန်းစာယူသင့်တာပေါ့เนาะအဲ့လိုပဲကျွန်တော်တို့အခုချိန်မှာလူတွေကအားလုံးကပြောတာပေါ့ဟာဒီအနုပညာရှင်တွေကအဲဟိုပေါ့ဒီဟိုပေါ့ရေနော်ကလည်းတုံးချောင်းထောင်ခဲ့တဲ့အခုတော့သွားပြီးအပြစ်မတင်နဲ့ဒီမှာသွား blame နေတော့နဲ့เนาะသူတို့ ရွေးချယ်ထားတာသူတို့ကလည်းသူတို့ရဲ့အတွင်းစိတ်ထဲမှာဘာကြောင့်လဲဆိုတော့သူတို့ပဲအဖြေရှိတယ်ရှင်တို့မှာအဖြေမရှိဘူးเนาะလူတိုင်းမှာဘေးကျန်နံကျန်တဲ့ဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့သူတို့တကယ်တမ်းလဲဟုတ်ချင်ဟုတ်မယ်ဆိုတော့အတုနဲ့အစစ်ဆိုတာကတော့အဲ့မှာခွဲခြားလို့ရပါတာပဲเนาะသူတို့အခုချိန်မှာသူတို့ဘာသူတို့ဘာကြီးပဲမှခြင်းမှနေနေသူတို့သားသမီးတွေကောင်းစားဖို့တက်ဘာကြီးပဲလုပ်ခြင်းလုပ်နေဒါပေမဲ့ကိုကွာရာတော့ကျမတို့မြန်မာနိုင်ငံမှာကြတော့ အမှန်တရားကိုမပြောရကြတာများတယ်ကျွန်တော်နိုင်ငံကျတော့ဘယ်လိုခေါ်ဆိုတော့ဆယ်လီယန်ချစ်ကြတာများတယ်ဆယ်လီတွေဘာလို့လို့တို့ချစ်တဲ့ဆယ်လီတွေဘာလို့လို့အောင်မလဲဆယ်လီများဆိုရင်ဘာမပြောတော့တို့ကမျိုးလုံးစုံကချစ်ကြတာလေတို့ဆယ်လီသာတို့ချစ်နေရတယ်ဆိုရင်နောက်ဆိုကျွန်မပြောပြီးတော့ဟဲ့ဒီအီလီယာအရန်ရှူကြည့်နှမွေးရတယ်ဆိုတို့သွားရှူမှာဒါဟုတ်ရိုင်းသွားတော့ခွင့်လို့ဒါတို့ကဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဘယ်လိုခေါ်မလဲအချစ်ရန်ကြီးတာပေါ့နော်အဲ့တော့မကြောက်တော့ဘူးဆိုလို့ရှိရင်အော်ရေလထုတလားမင်းနဲ့ အဲ့ဒါကြောင့်မလို့ဆယ်လီတယောက်ဖြစ်တယ်ဆိုတာလွယ်တော့မလွယ်ဘူးပြည်သူရဲ့အချစ်ကိုခံရတယ်။ဒါပေမဲ့လည်းပြည်သူချစ်ကိုခံရဆိုမဲ့လည်းခါကြအရင်ချစ်တဲ့ခါကြလို့ရှင်လေအဲ့ဆယ်လီဘယ်လောက်ကြည့်အမှားလို့လို့သူတို့မှအပြစ်မမြင်ဟိုဟိုသူချင်းလို့ပေါ့အပြစ်မမြင်မဲနဲ့ချစ်တယ်ဆိုတာလေဟိုသူချင်းလို့ပဲပြောချင်တာပါလဲဆိုတော့ ကျွန်တော်တို့တွေကပစ္စည်းရဲ့အတုနဲ့အစစ်ကိုတော့ကျွန်တော်တို့ခွဲခြားလို့ရတယ်ဆိုပေမဲ့လူရဲ့အတုနဲ့အစစ်ကြတော့မလွယ်ဘူးလူကိုအတုအတုနဲ့အစစ်ကိုပေါင်းသိမ်းလို့မှားသွားခဲ့လို့ရှင်သွားတာပဲပေါ့နော်အခုလက်ရှိမှာတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကဟိုပြောရမယ်ဆိုရင်တော်တော်လေးတော့စိတ်ညစ်ဖို့ကောင်းတယ်ကြားရတဲ့နည်းနဲ့လည်းဘာမှမသိဘူးဒါပေမဲ့ကျွန်တော်တို့တွေကတော့ကိုနဲ့လေကိုကဟိုဒီမှာနေရာလဲနှစ်ပေါင်းလဲမနေတော့ဘူးပြီးတော့ကိုဘွားလေးနဲ့ကိုအေးစစ်ဖြစ်နေပြီပေါ့နော်နှစ်ပေါင်း30 3နှစ်35နှစ်ဆိုတာရနေတော့နှစ်မဟုတ်တာရောမြန်မာပြည်မှာနေခဲ့တဲ့နှစ်ထက်ဒီမှာနေရနှစ်ကပိုများနေရလေနော်ပြောချင်တာဗာလဲဆိုတော့အရေးကြီးတာမှာငါတို့တက်တဲ့ငါတို့ကိုကသူများကိုပြောပြီးကိုကိုတိုင်းကတော့အတုသမားလားအစ်သမားလားအဲ့ဒါကိုပြန်စဉ်းစားပါမှန်တယ်ဆိုလို့ရှိရင်တော့အမှန်တရားဆိုတာအခုချိန်မှာပျောက်ကွယ်သွားပြီနော်အမှန်တရားဆိုတာမရှိတော့ဒီခေတ်ကြီးအမှန်တရားကိုဘယ်သူမှမပြောရတော့ဘူး အမှန်တရားပြောလို့ရှိရင်အသက်ခံမလားအမှန်တရားပြောလို့ရှိရင်သူများမဟုတ်မလားအမှန်တရားပြောလို့ရှိရင်သူများကိုယ်မကြိုက်ဘူးလားအဲ့အမှန်တရားကြီးဆိုတာပျောက်ကယ်သွားပြီးတော့အခုကအမှားပြောမှပဲလူဆိုင်ကြတယ်အမှားပဲလူတွေကစိတ်ဝင်စားအမှန်တရားဘယ်သူမှမပြောရတော့ဘူးเนาะအဲ့ဒါအဲ့တခုပေါ့เนาะပြောချင်တာဘာလဲဆိုတော့အမှန်တရားသည်လောကကြီးမှာမရှိတော့ပါဘူးเนาะအမှန်တရားသည်လုံးဝပျောက်ကယ်သွားပါပြီလို့ဒါကြောင့်လို့အားလုံးပြောချင်ပါတယ်ကိုကျွန်မအနေနဲ့ကတော့ကျွန်မကတော့ PC အတုနဲ့အစစ်ကတော့ quality ကွာမယ် ဟိုတုံကြည့်ရတာလဲလှခြင်းလှမယ်မလှခြင်းမလှဘူးဒါပေမဲ့လူအတုနဲ့အစ်စ်ကတော့ခွဲချလို့အရန်လဲခက်ခဲသလိုတခါလဲကြောက်လဲမြင်ရတာပေါ့နော်ကိုကိုပေါင်းတင်တဲ့အပေါင်းတင်မိတ်ဆွေတွေမှာအတုနဲ့အစ်စ်နဲ့ဘလို့ခွဲချမယ်ကောက်ကိုချွဲပစ္စည်းအတုနဲ့အစ်စ်ကတော့ခွဲချလွယ်ပါတယ်တိုးပြရတဲ့ပစ္စည်းဆိုအတုတွေကြီးပဲလေအဲ့တီမူကဆိုအရန်ပစ္စည်းကအတုတွေကြီးပဲဒါပေမဲ့တရထားလာပါတယ်ဒါပေမဲ့ကိုလာပြီးတော့ညံ့တယ်လူတယောက်ရဲ့အတုအစ်စ်ကတော့ ဘလို့မှခါကြလို့ရှင်ကိုထင်ထားတဲ့သူတွေကမထင်မှတ်ဖဲနဲ့ပြောင်းလဲခြင်းနဲ့ပြောင်းလဲသွားလိမ့်မယ်အခုလက်ရှိမှာပဲကြည်နော်အဲအခုလက်ရှိမှာဆိုရင်တချို့အမှုပညာရှင်တွေကအရင်တော့ဆိုလို့ရှင်တရုံရုံတရုံအမေဆွေအိမ်မှာတရုံရုံတရုံရုံနဲ့ပေါ့နော်အခုချိန်မှာတော့ကြက်ပြောင်းငှက်ပြောင်းပျောက်သွားကြပြီနော်နောက်ဆုံးအမေဆွေရဲ့ဒီအနအနဒီမှတ်တယ်လားလို့ရှိရင်လေဟိုမှာအမေရိကကိုအရှူရှူပြေးသွားကြပြီပြေးသွားပြီးတော့အင်းဒီဝဲဘာတွေဝဲအဲ့လောက်ကြီးသတင်းထွက်နေလဲပြည်သူတွေက အဲ့အမတ်တွေကိုချစ်တဲ့စိတ်နဲ့ပဲအဲ့အမတ်တွေကိုဘလောက်ပဲအမားပြောပြောအမားလို့လို့ချစ်တဲ့စိတ်နဲ့ဝန်းရံပေးကြတယ်အဲ့လိုပဲတချို့တော်ထဲမှာရောက်နေတဲ့တချို့ဆယ်တွေရှိသေးတဲ့အမှုပညာရှင်တွေဘလောက်ပဲသူတို့မှားနေမှားနေသူတို့ကာဝယ်ပေးကြတယ်အန်အန်ယူဂျီအမတ်တွေကဝယ်ပေးကြတယ်ဒါရှင်တို့ကအမှန်တရားကိုလုပ်နေရမဟုတ်ဘူးအမှန်တရားကိုလုပ်တယ်ဆိုတာကပြောရရမယ်မျက်စိတောက်ထောက်ကြည့်ရမယ်သူတို့ဘာလုပ်နေလဲသူတို့ဘာတွေဘယ်လိုချမ်းသာသွားလဲ သူတို့ဘာလုပ်နေလဲဒီငါငါနဲ့တော့သူတို့ဘာဖြစ်လာလဲငါနဲ့တော့သူတို့ဘာဖြောဆောင်နိုင်ပြီလဲအဲ့လိုမချိပဲနဲ့ဘာတစ်ခုမှငါနဲ့တွင်ရောက်ခံနေမှာဘာတစ်ခုမှလည်းမလုပ်နိုင်ဘူးဘာတစ်ခုမှလည်းမပြနိုင်ပဲနဲ့တစ်ချိန်လုံးရှင်တို့ကကာဘာလုပ်ပေးနေတယ်ကောက်ကပေးတယ်ဆိုရင်ရှင်တို့လည်းအမှန်ကိုလိုလားတဲ့သူမဟုတ်ဘူးရှင်တို့လည်းအတုတွေကြီးပဲဒါကြောင့်မလို့ကျမတို့ဒီနေ့ကိုနဲ့နေဆက်တဲ့သူကိုပြောတယ်ကိုလုံးနိုင်လို့ရှင်ကိုလုံးပေးလားကိုမလုံးနိုင်လို့ရှင်ကိုမလုံးနဲ့ဘာကြောင့်လဲဆိုတော့ကျမတို့တို့ဒီလေကိုဘဝကိုကြည်ရတော့မယ်เนาะဘသူမှ ဒီလမ်းကိုသွားကြပါလို့ဘူးမမတိုက်တွန်းဘူးကိုရွေးချယ်တဲ့လမ်းကို ကို့ဖတာကိုပဲရှောက်ကမှာဒီရွေးချယ်လမ်းကမှားလားမှန်လားကိုပဲသိတယ်အမေလူဖြစ်ပြီးတော့အမှန်တရားကိုမသိဘူးဆိုတော့မှားတော့မှားနေတယ်ဒါလူဆိုတော့ထမင်းစားတာပဲဒီတော့ဟိုခလေးလေးတော့မသိတာရမှန်လားမှားလားခလေးတော်သိတာပဲဟာယူဒါကြောင့်မလို့အမှန်တရားသည် အခုချိန်မှာတော့အမှန်တရားဆိုတာမရှိတော့ဘူးကျွန်တော်ဒီလောကကြီးမှာအမှန်တရားတွေပျောက်ကွယ်သွားပြီအမှားတွေကိုပဲလူတွေကဝန်းရံကြတယ်အမှားသမားတွေကိုလည်းအားပေးကြတယ်ဆိုတော့ပြောမှဆိုရင်အတုနဲ့အစ်စ်နဲ့ပြောမှဆိုလို့ရှိရင်အစ်စ်သည်ဈေးရန်ကြီးတယ်ဝယ်ဖို့လည်းအနားမကပ်နိုင်ဘူးဒါမဲ့ तू ကတန်ဖိုးရှိစွာဖြင့် showcase လာလာလေးတွေမှာ तू ကနေလို့ရတယ်အတူတွေကြတော့ online ကနေမှန်လိုက်မလားအေးရတာပေါ့နော်အဲ့လိုပေါ့တီမူကပစ္စည်းဆိုလို့ရှင်နောက် တလ3လ5လဆိုရင်တော့မခံတော့ဘူးပေါ့ဒါပေမဲ့သူတို့ကြတော့ post office နဲ့ပို့ရတာပေါ့ပြောချင်တာကအတုနဲ့အစစ်ကအဲ့လိုပဲ क्वे ချလို့ရပါတယ်လို့ဒါပေမဲ့လူရဲ့အတုနဲ့အစစ်က क्वे ချမရပါဘူးဒါကြောင့်ကိုသည်အတုထဲမှာပါလာအစ်ထဲမှာပါလာကိုပေါင်းတဲ့အပေါင်းတင်းမှာလဲကိုအတုပေါင်းလားအစ်စ်ကိုပေါင်းလားပေါ့ကိုဝေဝေဖန်ဆုံးဖြတ်ချက်ပါဆုံးဖြတ်ချက်ပါเนาะအဲကြောင့်ကျမတော့ဒီနေ့ကျမအခုဝေထားတဲ့ ဝေစားတွေပေါ့နော်ဒါတရက်ကြလို့ရှင်နော်ကိုသိကြိုက်တဲ့ဒီ brand တစ်ခုကိုဝယ်အောင်မယ်ပေါ့နော်ဒီ Victoria Beckham ဒီ brand ကိုကျွန်မအရင်ကြိုက်တယ်သူသူရဲ့ပစ္စည်းတွေဆိုလို့ရှင်ပေါ့ဒီ makeup foundation တွေအရင်စေးကြည့်ရယ်ဒါမှတနေ့ကျတော့ငါဝယ်သုံးမယ်ပေါ့နော်ကျွန်မအရင်ကစစ်ကုတ်တယ်မိမဆိုတော့တိတ်တဲ့အလှအလှပြီး makeup တွေသင်ချက်ဘူးလေကိုမပြင်တတ်ဘူးဆိုတော့ဒါမှတနေ့ကြလို့ရှင်နော်ဝယ်တော့မှာဝယ်ပေါ့နော် loss เองมากูตั้วจินน่ะคี้ตั้วดาวะตะบ้อจ๊ะจังงาคี้เว้ตั้วมั้ยไอ้คี้ตั้วเนี่ยกูอ่ะเฉินเนี่ยเนี่ยล่ะ ါကြောင့်မလို့ပြောချင်တာပါလဲဆိုတော့အတုနဲ့အစစ်မှာအတုကအတုပါပဲเนาะအတုကအတုပဲဘယ်တော့မှအစစ်ဖြစ်မလာဘူးဘလောက်ပဲ copy တွေကူကူ copy တွေရောင်းရောင်းအတုတွေအတုပါပဲကိုရောအဲ့ဒီအတုတွေမှာပါလားအစစ်ထဲမှာပါလားအားလုံးကျမ်းမှာချမ်းသာကြပါစို့ရှင်